အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Our Battery Channel ကနေကြိုဆိုပါရစေကျမအခုဖတ်ပြခြင်းနဲ့ကြားနာလေးကတော့ဒေါက်တာဖြိုတရားရေးသားထားတဲ့ညီတက်ချင်းတတိယဉာဏ်ပညာဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြခြင်းပါရှင်ညီတက်ချင်းတတိယဉာဏ်ပညာ ဒုတိယရဲ့ပျော်ရွှင်မှုအတွက်သူနဲ့ဆိုင်တဲ့ internet ဖက်တာတွေရှိတယ်လို့ပြင်ပအခြေအနေလို့ပြောရမယ် internet ဖက်တာတွေကလည်းအရေးပါပါတယ် internet ဖက်တာတွေထဲမှာကိုယ်ရည်ကိုယ်သိ personality traits ခံယူချက် attitude စိတ်ကိုဘယ်လိုပြုပြင်ထင်ကြောင်းနေတယ်လဲစတဲ့အချက်တွေပါတယ်ပျော်ရွှင်မှုကိုအတွင်းကနေအပြင်ဘက်စီတိစောက်ခြင်းလို့နားလည်ထားနိုင်တယ်ရင်းဆိုင်နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးအကောင်းမြင်စေမယ့်ယူခြင်းညှော်လင့်ချက်ထားတဲ့ခြင်းတရားထိုင်တာလို့ mindfulness လေ့ကျင့်ခန်းတွေလုပ်ဆောင်ခြင်းဒါတွေကို internet factor တွေကိုဖြည့်ဆည်းနေတာလို့ပြောလို့ရတယ်။ external factor ဆိုရဲပြင်ပအခြေအနေတွေထဲမှာတော့စာဝတ်နေရေးဘလောက်အဆင်ပြေတယ်လဲ၊လုံခြုံမှုဘလောက်ရှိတယ်လဲ၊မိစ္ဆေအပေါင်းအသင်းအိမ်ဆောင်ရေးမိသားစုစားရဲ့ relationship တွေဘလောက်အဆင်ပြေတယ်လဲအနာဂတ်ကရည်ရတေချာမှုရှိသလားကောင်းမွန်တဲ့လူမှုပတ်ဝန်းကျင်မှာရှင်သန်နေရသလားဒီလိုအချက်တွေပေါင်းရင်ပါတယ်ဒါရီမပြည့်စုံဘဲနဲ့လူတစ်ယောက်ကပျော်ရွှင်မှုမဖြစ်နိုင်ပါဘူး ဘလောက်ပဲဆေးရထားတတ်နေပါစေပေါ့တချို့ကလည်းအဆဆာရေးအားအဆင်ပြေနေပါလျက်နဲ့သူ့ဘဝသူမကျင်နဲ့ပျော်မရှင်ဖြစ်နေကြတဲ့နဲ့ပျော်နိုင်ပါလျက်နဲ့ပျော်ဖို့မိနေကြသူတွေပေါ့ဒါကြောင့်လူအဖွဲ့အစည်းကိုပျော်ရှင်စေချင်တာဖြစ်ဖြစ်ကိုယ်တကိုယ်စားပျော်ရှင်မှုအတွက်ဖြစ်ဖြစ်ဒီနှစ်ပိုင်းကိုဟန်ချက်ညီညီလှူဆောင်မှုလိုပါတယ်တခါတလေကျကျွန်တော်တို့ကအင်တာနက်ဖက်တာကိုပဲအာရုံစိုက်မိတတ်တယ် ုလိုအချိန်ဆိုပြင်ပအချိန်တွေကဘယ်ပိုင်းမှမအဆင်မပြေနေဘူးမလားအဲ့ဒီအခါစိတ်ကိုဘလို့ထားတရားကိုဘလို့နှလုံးသွင်းစတဲ့ဖြစ်ပေအကြံပေးကြရဲနားချကြရဲရင်ဆိုင်ရတဲ့ပြင်ပပြဿနာတွေပြည်လည်သွားအောင်ဥပမာစာဝတ်ငွေရေးငွေရေးချေးရေး relationship ဒါရီရဲ့ရေတောက်မြင့်ဖြစ်တဲ့နိုင်ငံရေးအခြေအနေပြောင်းလဲသွားအောင်လို့ဝိုင်းဝန်းပြီးအားထုတ်မပေးကြအောင်မကူညီပေးကြအောင်ဟော တခါတခါကြပြန်တော့လေကျင်ပမှာပြဿနာတလောက်မရှိပေမဲ့ကိုရဲ့စိတ်ပိုင်းဆိုင်ရာစီမံမှုအားနဲ့လို့မပြောမရှင်းဖြစ်ကြရပြန်တယ်။တကယ်တော့ဘလို့အချိန်ကြီးမှပျော်နိုင်နေဆိုတဲ့တမန်ချက်မရှိပါဘူး။အဲ့လိုဘယ်နည်းဘယ်ရီမှပြောနိုင်မယ်ဆိုပြီးစောင့်ဆိုင်နေတတ်တဲ့သူကလည်းဘယ်တော့မှပြောရမှာမဟုတ်ဘူး။ကြုံလာရတဲ့ပြဿနာတွေကိုရင်ဆိုင်နေဖြေရှင်းမယ်။ကိုကိုကိုတိုးတက်နေမှအောင်တည်ဆောက်မယ်။စိတ်ကိုအထားတက်အောင်လေ့ကျင့်မယ်။လက်သက်ခံနိုင်အောင်ကြိုးစားမယ်။နေ့ရက်တိုင်းကိုပြပြဝဝဖြတ်တန်းမယ်။ ဒီလိုမျိုးတွေအတွက်ပဲပြောရှင်ခြင်းကရှိနိုင်ပါလိမ့်မယ်။ဒါကြောင့်မဲ့ခရီးယန်တွေပြောလို့ရှိတဲ့စီပေါင်းတစ်ခုကိုသိတဲ့ဘောကြရပါ။ The serenity to accept the things I cannot change. The courage to change the things I can. The wisdom to know the difference. ကိုမပြောင်းလဲနိုင်တဲ့အရာတွေကိုလက်သင့်ခံနိုင်လောက်တော့ညီတဲ့မို့ကိုပြောင်းလဲနိုင်တဲ့အရာတွေကိုပြောင်းလဲရတဲ့တတိအဲ့ဒီနှစ်ခုကြားတဲ့ကခြားနာမှုကိုသိနိုင်လောက်တော့ဉာဏ်ပညာတို့နဲ့ပြည့်စုံပါစေတဲ့ ခုပြောင်းရွှေ့မှုကိုရှာဖွေရမှာလဲဒီ၃ချက်ကအလိုအဆုံဖြစ်နိုင်မယ်လို့ထင်ပါတယ်ဒေါက်တာဖြိုတီဟာ